အားလုံးပဲမင်္ဂလာပါခင်ဗျာပြည်သူပေါင်းကိုဒေါ်လန်နေသစ်ပါလို့နှုတ်ဆက်တာပါတယ်ဒီနေ့2025ခုနှစ်မေလ29ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီအဲ့တော့ Unit နဲ့မှာမင်္ဂလာရှိတဲ့သတင်းကောင်းတစ်ပုဒ်နဲ့စတင်ကြပါတယ်ဒီသတင်းကတော့ထိုင်းမြန်မာနယ်သက်မှာရှိတဲ့တနည်းအားဖြင့်ဆိုရင်မြောက်ရီမြို့ရဲ့တောင်ဘက်ချမ်းကအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ရဲ့ကနေလီစစ်စခန်းကိုကနေလီနဲ့ပူးပေါင်းတပ်ဖွဲ့တွေကညရင်းချင်းပဲမနေ့ညက သိမ့်ပိုက်နိုင်လိုက်ပြီလို့သိရပါတယ်အဲ့တော့ဒီမင်္ဂလာရှိတဲ့သတင်းနဲ့စကြအောင်ပါကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်ထမ်းမြမနယ်သက်မှာရှိတဲ့အချမ်းမဆရှုံးကောင်စီရဲ့ကနေလီစစ်ကန်းကို KNL ပူပေါင်းတပ်ဖွဲ့ကမနေ့ကညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးသတင်းရင်းမြစ်တွေကဒီပြုပြောဆိုပါတယ်ခင်ဗျာအချမ်းမဆရှုံးကောင်စီတပ်ရဲ့ကနေလီစစ်ကန်းကိုမေလ22ရက်နေ့ကတည်းကတိုက်ခိုက်နေတာဖြစ်ပြီးမနေ့ကမေလ28ရက်နေ့ညပိုင်းမှာအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တာပါ အဲ့တော့မနေ့ကမနေ့ပိုင်းမှာ DKPA ဌာနချုပ်စုံစည်းမြိုင်ခြေရွာကိုရောက်ရှိလာတဲ့အင်အား80ကျော်ပါတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်ဖွဲ့ရဲ့စစ်ကူစစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမုံတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ညနေပိုင်းမှာညပိုင်းမှာအကြမ်းမဆစ်ရှုံးကောင်စီတပ်ရဲ့ကနဲလင်းစခန်းကိုကနဲလီပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်လိုက်တာလည်းဖြစ်ပါတယ်။အဲ့တော့ KNU နဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကမတ်လ April နဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းမဆစ်ရှုံးကောင်စီတပ်ရဲ့စခန်းတွေဖြစ်တဲ့ ဘလူးတူကလေဒီတခုပီခွီမဖာတူစကန်တာလေစကန်မေလာမဖိုဂစ်ကန်ဘလေဒူစကန်အဲ့ဒီစကန်တွေကိုဇက်တိုက်တိုက်ခိုက်သိမ့်ပိုက်လာတာဖြစ်ပြီးအခုကနေလေးစကန်ကိုလည်းဆက်ပြီးတော့သိမ့်ပိုက်နိုင်လိုက်တာဖြစ်ပါတယ်လက်ရှိကင်းပြည်နယ်တွင်းမှာမြရီဖရဲသုံးစုကော့ဂရိတ်ဂျုံတို့ဖာပွန်တန်အောင်ဒေတာတွေမှာအကြမ်းမဆက်ရှုံးကောင်စီတက်တဲ့ကေနယ်လေးမှာမိတ်တက်တီချားမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ်အဲ့တော့အထိတ်နာလာတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ဟာ မနေ့ကဆိုရင် DKBO တောင်ထားပထားပဲနဲ့ဌာနချုပ်ရှိရာစုံစည်းမြိုင်ကိုလေချောင်းနဲ့တိုက်ခိုက်လိုက်ကြတာကိုအားလုံးမျက်မြင်တွေ့ကြရမှာပါအဲ့တော့ကြောကိုချမှဓမြမန်းသိတယ်ဆိုတဲ့အဖြစ်မျိုးမကြုံရအောင်ဒိုင်းသားတော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းလဲညီညွတ်ကြဖို့လိုပါပြီအဲ့တော့ဒီနေရာမှာမော်စီတုံးပြောဦးတဲ့စကားတစ်ခုကိုသတိရပါလေဒါကကျွန်တော်တို့မှာရန်သူအများကြီးရှိတယ်မလို့ပါဘူးရန်သူ တစ်ခုတည်းဆိုရင်လုံလောက်ပါပြီကျွန်တော်တို့မှလည်းအခုအကျန်းဖက်စစ်ရှုံးကောင်စီဖက်စစ်တပ်ကဘုံရန်သူအဲ့ဒီဖက်စစ်တပ်တစ်ခုနဲ့လုံလောက်ပါပြီအဲ့တော့အကျန်းဖက်စစ်ရှုံးကောင်စီတပ်ကလုံခဲ့တဲ့နှစ်များစွာတည်းကတိုင်းသားလက်နက်ကိုင်တွေကိုအစိမ့်စိမ့်မှားမှားကရင်ဆိုရင်လည်းကရင်ဒီရှမ်းဘက်မှာဆိုရင်လည်းရှမ်းကချင်မှာဆိုလည်းကချင်အစိမ့်စိမ့်မှားမှားပြောင်းပြုတ်ခွဲတယ်ပြုတ်ခွဲပြီးတော့အင်ကျက်ချင်းဦးမဲတုတ်ပေးပြီးတော့နှစ်ပေါင်း80ကျော်အုပ်စိုးလာခဲ့တယ်အဲ့တော့ အိုးမဲအတုခံရတဲ့အဖြစ်တွေကိုနှစ်ပေါင်း80ကျော်အထိသတိမမူနိုင်လောက်အောင်ဖြစ်နေကြတဲ့တိုင်းသားလက်နက်ကင်တချို့အစုအဖွဲ့တွေလည်းအခုချိန်ဆိုရင်သတိမူပြီးတော့ဂူဂူမြင်စေချင်ပါပြီအဲ့တော့အဲ့ဒီတိုင်းသားလက်နက်ကင်တော်လန်ရေးအဖွဲ့တွေကသာအလုံးစူးစီးညီညွတ်ကြမယ်ဆိုရင်တပေါင်းစုအသင်္ဍာန်စောင့်နိုင်ကြမယ်ဆိုရင်တခုတည်းရှိတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီရန်သူဟာတခဏလေးအတွင်းမှာအမြင့်ပြတ်သွားနိုင်မှာဖြစ်ပါတယ်ဒါကြတော့ပထမဆုံးသတင်းတစ်ပုဒ်မှာ ျွန်တော်တို့တွေ့မြင်ရတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့တိဆက်ပေးခဲ့တာပါနောက်ထပ်သတင်းကတော့ KIA ပြစ်ခတ်တာကြောင့်အရင်ရပ်ပိုင်းကရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့ရဟတ်ရင်ကိုဒရုန်းနဲ့ဝင်တိုက်ပြီးတော့ဖျက်ဆီးခဲ့တဲ့ရုပ်တံဒီရုပ်ပုံမှတ်တမ်းမှတ်တမ်းရုပ်ပုံနဲ့တကွ KIA ဘက်ကထုတ်ပြန်လိုက်ပါပြီခင်ဗျာအဲ့တော့ဘောမှာအပေါင်းအဲ့ဒီရုပ်ပုံကိုဘယ်လိုမျိုးညင်းချက်ထုတ်အောင်လဲဆိုတာစောင့်ကြည့်ပါဦးမယ် ကချင်းပြည်နယ်ဗမော်မြို့နယ်မှာစာကက27တန်းကိုစစ်ကူရိတ်ခါနဲ့လက်နက်ခဲယမ်းတွေလာပို့တဲ့စစ်ရဟယင်တွေကို KNY ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဟယင်တစည်းကိုဒရုန်းတွေနဲ့ပုံကျဲဖြစ်စည်းခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေကို KNY ဘက်ကထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။မီလာ20ရက်နေ့ဗမော်ကိုစစ်ကူလာတဲ့စစ်ရဟယင်၃ကြီးတွေကနှစ်စီးကို KNY ပြစ်ခတ်ခဲ့ရမှာရဟယင်တစည်းကတော့ရွှေကူမြို့နယ်တောထဲမှာပြတ်ကျခဲ့ပြီးရဟယင်တစည်းကတော့ရွှေကူမြို့ခလာရ 56မှာအရေးပေါ်စဉ်းသက်ခဲ့ရတာပါအဲ့တော့ဒီပေါ်စဉ်းသက်ခဲ့ရတဲ့ရဟယင်ကိုမေလ22ရက်နေ့ KIPDF ပူးပေါင်းတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ drone နဲ့ဘုံကျဲမှုကြောင့်အရေးပေါ်စဉ်းသက်ထားတဲ့ရဟယင်အပြင်အနီးမှာရဟယင်ကိုလုံခြုံရေးယူဖို့လာရောက်တဲ့ပြင်ဆင်ရတဲ့စစ်ကားတွေပါထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်ရွှေကူခလာရ56မှာရေးပေါ်စဉ်းသက်ရနာထားတဲ့ MN70 ရဟယင်ကိုမေလ22ရက်နေ့မှာ KIA KPDF က drone နဲ့ဘုံသွားချပြီးတော့ဖြက်စီးလိုက်တယ်။ရဟရင်ကရတရားမရှိဘူးဖြက်စီးသွားတယ်။ပြင်လို့မရတော့ဘူး။ရဟရင်ကို drone နဲ့၃ချိန်ဘုံချတယ်။ suicide drone နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီး KIA သတင်းမြစ်ကပြောဆိုပါတယ်။ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တောထဲမှာပြက်ကျသွားပြက်ကျသွားခဲ့တဲ့စစ်ရှုံးကောင်စီရဲ့ MSM ပြရဟရင်အဲ့ဒီရဟရင်မှာသက်သား၁၆လောင်းနဲ့မိလောင်ပြက်စီးသွားတဲ့လက်နက်၁၄လက်ကိုဒိန်းစီရရှိခဲ့ပြီးရဟရင်မူး ဘူကြီးမျိုးထက်အောင်အလောင်းကိုတော့အကောင်းပကတိတိုင်းကံရီကတွေ့ရှိခဲ့တာကိုကျွန်တော်တို့ရုပ်တန်နေရုပ်ပုံနေတကွမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့အခုလေဒီမှာရုပ်ပုံထဲမှာပစင်းအကင်ခံရတဲ့ပုံတွေကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားမြင်တွေ့လိုက်ရပြန်တာဖြစ်ပါတယ်အဲ့တော့ဒီရက်အတွင်းမှာပဲကိုကလစ်တို့မပန်ဆယ်လူတို့ကမပန်ဆယ်လူတို့ကလည်းဒီလေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်ပြီးဝန်တာတဲ့တရင်ကောင်းကြီးတစ်ခုကိုအရင်ရက်ကပြောပြထားပြီးဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုး ပဇင်းတွေကိုများထပ်ပြီးတော့ဘယ်လိုမျိုးငှက်တွေကိုများထပ်ပြီးတော့กินနိုင်အောင်မလဲဆိုတာကျွန်တော်တို့သတင်းကောင်းတွေကိုနားဆွင့်ပြီးဆက်ပြီးတော့စောင့်ကြည့်ရမှာပါအဲ့တော့ညိုင်းမြိုင်းဆိုင်ဆိုင်ဖြစ်လာတဲ့တပီလုံးတိုင်းတာတိုက်ပွဲတွေကတော့အာရတရားတဖြည်းဖြည်းပူပူပြီးတော့ကောင်းလာကြပါပြီအဲ့တော့အဲ့ဒီအနေထားမှာတပီလုံးတိုင်းတာနဲ့ထိုးစစ်တွေဆင်နွှဲကြရမယ်အခြေအနေကြောင့်တိုက်ပွဲအချိန်အဟုန်မြင့်လာမယ်လို့ဦးမင်းကိုနိုင်ကထပ်ပြီးတော့ပြည်သူတွေကိုသတင်းစကားပေးပါဒီအကြောင်းအရာပြည်စုံကိုလည်းကျွန်တော်တို့နားဆင်ရအောင်ပါ အကြမ်းမဆစ်ရှုံးကောင်စီကိုတပီလုံးတိုင်းတာနဲ့ထိုးစစ်တွေဆင်နွှဲကြရမယ်အခြေအနေကြောင့်တိုက်ပွဲအချိန်ဟုံမြင့်လာမယ်လို့ဦးမေကိုနိုင်ကပြောဆိုလိုက်တာဖြစ်ပါတယ်။အဲ့ဒီပြောကြချက်ကတော့မနေ့ကဒီမေလ28ရက်နေ့ကမြန်မာနိုင်ငံမှာဘေးကင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့အတွက်ဘေးကင်းနဲ့စေယုံတွေတည်ဆောက်နိုင်ဖို့ပါဝင်ကူညီလှူဒန်းဖို့ဖိတ်ခေါ်မှုမှာဦးမေကိုနိုင်ကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့တပီလုံးတိုင်းတာအနေနဲ့ထိုးစစ်တွေဆင်နွှဲကြမယ်အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အချိန်အဟုန်မြင့်နေတဲ့အချိန်မှာ လိုအပ်ချက်ကအားလုံးသိကြမှာပါ။ဖက်စစ်စစ်တပ်ကဖက်စစ်အပြုမူတိုင်းရိုင်းရိုင်းဆိုင်းဆိုင်းစေယုံနေစေကန်းနေစာတင်ကြောင်းနေအရက်ပတ်ပြစ်မှတ်တွေကိုတဲတဲမဲမဲလေကြောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်တဲ့ရဲဘော်တွေပါဝင်ပြီးသူလူထုကအဲ့ဒီကျမ်းမာရဲ့အပြင်တကယ့်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုယ်တွေ့ကြုံခဲ့ရတာပေါ့ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့စေကုပေမဲ့နေရာအရောက်သေးတဲ့အခါမှာအခက်အခဲတွေဖြစ်ရင်ကြံ့ညာခဲ့ရင်မဖြစ်တဲ့နာတွေဖြစ်တာမဆုံးစုံတဲ့နာတွေ ဆုံးရှုံးခဲ့ရပါတယ်ဆိုပြီးဦးမင်းကိုနိုင်ကပြောဆိုပါတယ်အဲ့တော့လက်ရှိချိန်မှာမြေပြင်မှာလဲတော်လိုင်းရေပေါ်ချူစီးကူတောက်ကိုအချိန်မီရောက်ရှိလာတာမရှိတာကြောင့်ရွေလျားစေကန်းတွေလိုအပ်နေပြီးစိတ်ချလုံးလုံးနဲ့စေကန်းနဲ့စေးယုံမျိုးဖြစ်ဖို့လိုအပ်ကြောင်းဗဏ္ဍာရေးလိုအပ်ချက်များစွာရှိနေတဲ့အတွက်ပြည်သူလူထုတွေကူညီဖို့လိုအပ်နေပြီးမြေပြင်မှာစီးကူတောက်ပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းသိရပါတယ်အရင်မနေ့ကတနေ့ကဆိုလို့ရှိရင်ဂရင်းဒီမှာရှိတဲ့အဲကျွန်တော်တို့ လူငယ်တယောက်ပေါ့အဲ့လူငယ်တယောက်ကစေချောင်းတက်နေနေဒီဘက်မှာရောက်လာတဲ့လူငယ်တယောက်အခုဆိုလို့ရှိရင် USA ကအတိမတ်ပြုတ်တဲ့တကယ့်ကိုလက်မှတ်ရဆရာဝန်တဦးဖြစ်သွားတဲ့စာမိုးပွဲအောင်သွားတဲ့တဲ့ရင်ကိုကျွန်တော်တို့အရင်ရက်ကကြားသိရပါတယ်မြေပြင်မှာတော့လူသားအရေးမြစ်ကတော့တော်လိုင်းရေးအတွက်တကယ့်ကိုကြိုးကြိုးစားစားနဲ့ရှေ့ကိုဆက်ရှောင်နေတာကိုကျွန်တော်တို့တဲ့ရင်ကြားသိရတာဖြစ်ပါတယ်ဘူမိကိုနိုင်ကလည်းအဲ့လိုမျိုးမြေပြင်မှာရင်းမြစ်တွေတော့ပေါ်ပေါ်များများရှိတယ်ဒါပေမဲ့လိုအပ်တဲ့ငွေကြီးနဲ့စေုံစေကံပစ္စည်းတွေဆိုတာလည်းသိရတဲ့အတိုင်းတစ်ခုတစ်ခုကို ဲကုန်ကြစိတ်တွေဈေးတွေအဆမတန်ကြီးမားတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေအနေနဲ့တတ်နိုင်တဲ့သူတွေအနေနဲ့ဝိုင်းဝန်းကူညီကြဖို့နှိုးဆော်တဲ့ဒီသကဝိုင်းမှာ ပြုတ်သွားတာဖြစ်ပါတယ်။တော်လိုင်းရေးကပြည်သူလူထုရဲ့အားနဲ့သွားနေရတာကြောင့်ပြည်သူလူထုတွေအနေနဲ့အားစိုက်ကြဖို့လိုအပ်နေပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်တွေအားလုံးကူစားတကယ်တိုက်ပွဲဝင်နေတဲ့သူတွေအားလုံးလိုအပ်ချက်ဖြစ်တဲ့ဒီဒီအချက်တွေကိုပြည်သူလူထုကိုတောင်းခံရတာဖြစ်ပါတယ်။ပြည်သူလူထုကဝိုင်းဝန်းပြီးတော့အားစိုက်ပေးကြဖို့ ਨੇ ဒီမေတ္တာရက်ခံခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွေမှာအောင်ပွဲတွေအများဆုံးယူနိုင်တာပြည်သူရင်ခွင်အားလုံးပြန်နိုင်ကြစေဖို့ဦးမင်းကိုနိုင်ကပြောဆိုခဲ့တာဖြစ်ပါတယ်အဲ့တော့နိုင်ရာပခုံးဘော်ကတာဝန်ကိုယူဖို့အသင့်အနေထားရှိကြရပါမယ်နိုင်ရာတာဝန်ကျွန်တော်တို့နေ့စဉ်နဲ့မျှထမ်းရွက်ကြရမှာဖြစ်ပါတယ်ဒါကတော့ဦးမင်းကိုနိုင်ရဲ့ပြည်သူလူထုကိုပါတဲ့သတင်းစကားနဲ့ပတ်သက်တဲ့သတင်းကြောင်းညာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းက ။စကိုင်းမြို့မှာငလင်ကြောင့်ပြိုကျပျက်စီးနေတဲ့ဒီဂတ္တံပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲဆစ်ရှုံးကောင်စီကအာရမချိတ်ပိတ်လိုက်ပြီလို့သိရပါတယ်။စကိုင်းတိုင်းစကိုင်းမြို့မှာမက်ရှလာ28ရက်နေ့ငလင်ကြီးကြောင့်ပြိုကျပျက်စီးသွားတဲ့ဒီဂတ္တံပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲဆစ်ရှုံးကောင်စီကအာရမချိတ်ပိတ်လိုက်ကြောင်းစကိုင်းမြို့အစ္စလမ်ပိုင်းဝိုင်းကပြောဆိုကြပါတယ်။မေလာလေးပိုင်းမှာဆစ်ရှုံးကောင်စီကငလင်ကြောင့်ပြိုကျပျက်စီးနေတဲ့သခိုင်းဂတ္တံပလီကို သုံးရက်တွင်ဖယ်ရှားပေးရမယ်လို့အမိန့်ထုတ်လာပြီးမေလ28ရက်နေ့ညနေပိုင်းမှာတော့အပိသက်အာရမချိတ်ပိတ်လိုက်တာဖြစ်ပါတယ်။သခိုင်းမြို့ကအစ္စလမ်ဘာသာဝင်ရဲ့ဝိပုကိုးကွယ်ရာကတန်းဗလီကျောင်းတော်ဟာရဲစခန်းဝင်အတွင်းမှာတည်ရှိတာဖြစ်ပြီးသခိုင်းမြို့ဒီမြို့မှာရဲစခန်းနဲ့ကလျက်ရှိနေတဲ့အဲ့ဒီဗလီက1ပေါင်း120ကျော်တပ်တန်းရှိနေပြီဖြစ်ကြောင်းဗလီမြေနဲ့ရဲစခန်းမြေနှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှအိန္ဒိယဘီယင်ခံရဲ့စုတစိတ်ရရှိသူကဒီအဲ့ဒီသူတို့ကလူအလူ အနေနဲ့ပြုခဲ့တာဖြစ်ပြီး1902ခုနှစ်မှာဝယ်ယူလှူဒန်းခဲ့တာဖြစ်တယ်လို့သမိုင်းမှတ်တမ်းဆိုင်ရာချက်လက်တွေအရသိရှိရပါတယ်။မြေပိုင်ဆိုင်မှုကတော့လူရှင်တဦးတည်းကတက်ဆက်တဲ့လှူဒန်းခဲ့တာဖြစ်ကြောင်းမတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလေးကြောင်းဗလီကျောင်းတော်ကြီးကတော့ပြိုကျပျက်စီးခဲ့ရပြီးဗလီကိုပြင်ဆင်ဖို့ကြိုးပမ်းနေချိန်စစ်ရှုံးကောင်စီကအာဓမ္မချိတ်ပိတ်လိုက်တာဖြစ်ကြောင်းသိရှိရပါတယ်။ ဲ့တော့မတ်လ28နေ့ကလေးကြီးကြောင့်မန္တလေးစကိုင်းပါဝင်မြို့ကြီးတွေမှာဗလီကျောင်းတော်90ကျုံပြိုကျပျက်စီးခဲ့ပြီးစစ်ရုံးကောင်စီကပြန်လဲဆောက်လုပ်ခွင့်ဖြူပြက်ခွင့်တွေကိုအထူးတင်းကျပ်စီစဉ်နေကြောင်းဒါပေမဲ့စကိုင်းမြို့ကဂတ်တန်းဗလီကိုတော့ပြင်ဆင်ခွင့်တော်မပေးတော့ဘဲနဲ့ပြီးသက်ချိတ်ပိတ်ပြီးတော့သိမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်စစ်ရုံးကောင်စီကငလင်ကျောင်းပြိုကျပျက်စီးသွားတဲ့ဘုရားဘာသာဇေဒီပထိုးနဲ့ကျောင်းတိုက်တွေကိုတော့ကြိုက်နေတဲ့တလို့ပြန်လဲတိဆောက်ခွင့်ပေးထားပြင်မယ်ဗလီနဲ့ခရိယံဖျားရှိခိုးကျောင်းတွေကိုတော့ဘုလအတိုင်းသာဆောက်လုပ်ဖို့ ဆောက်လုပ်တာနဲ့ဖေပြက်တာတွေကိုလည်းစစ်ရှုံးအောင်စီကခွင့်ပြုမှသာဆောက်လုပ်ဖို့ညွှန်ကြားထားပါတယ်။သခိုင်းဂတ်တန်းပလီကိုတော့ပြဿနာသုံးတရားမရှိဘဲမြေပိုင်ဆိုင်မှုအထောက်အထားတွေအခိုင်အမာရှိတဲ့ကြားကသိယူသွားခဲ့တာဖြစ်ပါတယ်။အဲတော့စစ်ရှုံးအောင်စီကတော့ဘာသာရေးနဲ့ပတ်သက်ရင်လူမျိုးစုတွေနဲ့ပတ်သက်ရင်အမြဲတမ်းလက်ကွက်နေတဲ့အုံချပြီးတော့မျိုးမျိုးရန်တိုက်အမျိုးမျိုးဖိနှိပ်နေတဲ့ဖြစ်စဉ်တွေကိုတမိုင်းကြောင်တစ်လျှောက်မှာဇက်တိုက်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲတွေနှီးလာရင်နှီးလာသလိုတစ်မျိုးဝေးသွားရင်ဝေးသွားသလိုတစ်မျိုး ာသာတရားချင်းညံတိုက်မယ်လူမျိုးရေးပြဿနာပြက်အောင်ဖန်တီးမယ်အဲ့ဒီအရှုပ်ထုတ်တွေဖြစ်နေလို့ရှိရင်သူကတခြားအကွက်ရွှေ့ပြီးတော့သူ့ရဲ့နေရာသူ့ရဲ့အာဏာဒီမြေကြီးအတွက်အမြဲတမ်းလုခဲ့တဲ့လုလုရုပ်လုစင်အဟောင်းဖြစ်ပါတယ်အခုလည်းဗလီတွေကိုပြင်ဆင်ခွင့်တော့မပေးပဲနဲ့သိသိလိုက်တယ်ဆိုတဲ့တင်းကိုကျွန်တော်တို့ကြားသိရတာပါအဲ့တော့နောက်ထပ်တင်းကတော့ဒီရက်တွေမှာကျွန်တော်တို့မိုးတွေတဲတဲထန်ထန် ရွာသွန်းနေတာကိုတွေ့ရပါတယ်။သခိုင်းတိုင်းအထက်ပိုင်းမှာမိုးတွေဒီအစမတန်ရွာပြီးတော့ချင်းတွင်းမြစ်ကြီးမြို့တည့်ရတက်လာနိုင်တာကိုပြည်သူတွေသတိပြုစေဖို့ဒီသတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းချင်းတွင်းမြစ်ဒီမြညာဒေသမှာမိုးအစမတန်ရွာနိုင်ပြီးတော့48နာရီအတွင်းမှာ12လက်မကျော်အထိရွာနိုင်တယ်လို့မိုးလေဝသကျွမ်းကျင်သူဦးဝင်းနိုင်ကသူ့ရဲ့ Facebook ကနေမေလ28ရက်နေ့မနေ့ကညနေပိုင်းကထုတ်ပြန်ပြောဆိုထားတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။မေ28ရက်နေ့ကနေ31ရက်နေ့အထိ ဇွန်3ရက်အတွင်းချင်းတွင်းမြစ်မြညာပိုင်းဒေသတွေဖြစ်တဲ့နာဂကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသတွေကထမကွေးလေရှိနဲ့လဟေဒေသတွေပါဝင် စကိုင်းတိုင်းထပ်ပိုင်းဖောင်းပြင်းရွှေပြည်အေးဟုံးမလင်းထမန်ဒီခန်းကြီးရှင်းပွေရန်စတဲ့ဒေသတွေမှာမိုးများရာကနေမိုးအလွန်များနိုင်တာကို ECM WF နဲ့ဒီ BW ကျူတင်ခမ်းမန်းချက်တွေမှာတွေ့ရတယ်လို့ဆိုထားပါတယ်။၄၈နိုင်အတွင်းမှာမိုးရေချိန်325မီလီလီတာအထက် ်မီလီမီတာအထက်စနစ်တမ8လက်မလောက်အထိရွာသွန်းနိုင်ပြီးတော့ချင်းတွင်းမြေရုတ်တရက်မြင့်လာနိုင်တယ်လို့အတည်ပြုထားပါတယ်။စကြုံကောင်စီဩဇာခံမိုးလေဝသဌာနကလည်းဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရောင်းဝန်းဟာပို့ပြီးတော့အားကောင်းလာနိုင်ပြီးနောက်24နိုင်ပြည်မှာဘုံတိုင်းငယ်ဖြစ်လာနိုင်တယ်လို့မေ28ရက်နေ့ညနေ6နာရီမှာခံမှန်းချက်ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။လက်ရှိမှာလည်းတနင်္ဂနွေလုံးမိုးရွာနေပြီးမိုးတက်တက်ထန်ထန်ရွာနေတဲ့အတူလေပြင်းတိုက်ခတ်တာ၊ရက်စီးလက်တာ၊မိုးကြိုးပစ်တာ နေရာကွက်ပြီးတော့မိုးကြီးတာနေရာတစ်ပြက်ရေကြီးတာမြေပြိုတာအဲ့ဒီတဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်အထူးဂရုပြုကြဖို့ပြည်သူတွေကိုအကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအဲ့တော့မိုးရသည်ကိုတကြောပြန်ပြန်ပြီးတော့ရောက်ရှိလာပြန်ပါပြီအဲ့တော့မိုးရသည်ရောက်လာပြန်ရင်လည်းပြည်သူမှာဖျားတပြီးတော့ဒီရေကြီးမြေပြိုအန္တရာယ်တွေကလည်းဖျားတပြီးတော့နေရတဲ့အချိန်တွေပါအဲ့တော့လူရုပ်မာတွေကြီးစိုးတဲ့ခေတ်အခါသမယမှာဘဝဘေးအန္တရာယ်တွေကလည်းထက်ဆင့်ထက်ဆင့် မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုတစားတဲ့တစားတိုးပြီးတော့ခံစားနေကြရတဲ့အချိန်အခါလေးဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်မှုသာလေကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်ပါတယ်စစ်ရှုံးကောင်စီလက်အောက်ကစစ်ရှုံးကောင်စီကိုအားကိုးပြီးတော့ဒီတိုင်းလွတ်လွတ်မဲ့နေမယ်ဆိုရင်တော့အဆင်မပြေနိုင်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ရှေ့မှာလေရေကြီးမှုတွေမနေ့ကနှစ်ကြိမ်တိုင်တိုင်ဇက်တိုက်ဖြစ်ပြီးသွားပြီးငလင်းဘဝဘေးအန်ဒီရဲ့ကြီးရင်ဆိုင်ပြီးသွားပြီးစစ်ရှုံးကောင်စီကိုအားကိုးလို့ရတဲ့အနေထားတော့ကျွန်တော်တို့ မျက်လုံးထဲမှာမတွေ့ရပါဘူးလက်တွေ့မြေပြင်မှာလည်းမတွေ့ရတာကိုအားလုံးသိကြမှာပါဒါကြောင့်မလို့အခုချိန်အခုကာလတွေကကြိုတင်ပြင်ဆင်မှုတွေတော့ပြည်သူလူထုအနေနဲ့ကိုယ်ခွန်ကိုအားနဲ့ကိုကိုပြီးဤစရာအချင်းချင်းဝိုင်းဝန်းပြီးတော့ပြင်ဆင်ထားဖို့လိုအပ်ကြောင်းအကြံပြုလိုပါတယ်ဒါကတော့ဒီကနေ့မနက်မှာတွေ့ရှိရတဲ့ထူးထူးခြားခြားဝန်တာအားရတဲ့အကောင်းတဲ့သတင်းတွေနဲ့တိုက်ပွဲအောင်ပွဲသတင်းတွေနဲ့အတူတွေ့ရတဲ့သတင်းတွေကိုစူးစိပြီးတော့ကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူအားလုံး ိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြတ်ဆုံးလွမြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့ဒီကျွန်တော်တို့နေ့လေခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel မှာနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုဒုဗေကျေးဇူးတင်ပါတယ်မှတ်ချက်တွေအကြံပြုချက်တွေဝေဖန်ချက်တွေကိုရေးသားပေးကြသူတွေကိုလည်းဖိတ်ခေါ်ပါတယ်အဲ့တော့အဲနေ့စဉ်နေ့တိုင်း အချိန်ပေးပြီးတော့တခုတကလာပြီးတော့ကြည့်ပေးကြတဲ့အတွက် why not သားရင်လည်းတူကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲဒီကနေ့မနေ့ရဲ့သတင်းတွေစူးစီးတင်ဆက်မှုကိုဒီမှာပဲညနာပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်